ကမ္ဘာပေါ်တွင်ပြင်းပြပူချိန်သည်2.5ဒီဂရီစင်တီဂရိတ်ထိမြင့်တက်လာွယ်ရှိကြောင်းကုလသမဂ္ဂကယမန်နီကနေပြောကြားခဲ့ပါတယ်ရှင်။ထုတ်ပြန်တဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံမတိုင်မီကုလသမဂ္ဂပတ်ဝန်းကျင်အစီရင်ခံစဉ်က၎င်း၏နှစ်ပတ်လည်ဓာတ်ငွေထုတ်လွှင့်မှုအစီရင်ခံစာကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ကာဗွန်နိုင်အောက်ဆိုက်ဓာတ်ငွေက ဂီဂါတန်နှင့်ညီမြသောကမ္ဘာတန်ငွေထုတ်လွှင့်မှုပမာဏသည်ယခင်နှစ်တန်1.300ခန်းတိုးလာကြောင်းစီရင်ခန်းစာတွင်ဖော်ပြထားပါသည်2030ပြည့်နှစ်တွင်တန်ငွေထုတ်လွှင့်မှု40ရာခန်းတိုးလျှော့ချလိုအပ်ကြောင်းစီရင်ခန်းစာတွင်ဖော်ပြထားပါသည်ခုကဲ့သို့ကဘာကြီးပုံနှွေးမှုပုံမမြင့်တက်လာသည့်အတွက်ကဘာပေါ်တွင်အဆုံးရောက်ရသည့်ဥရုဖြစ်စဉ်များဖြစ်သောအာမုန်တိုင်းများဖြစ်ပေါ်ခြင်းရေကြီးရေချမ်းမှုဖြစ်ပေါ်ခြင်းမြေပြိုခြင်းငလျင်လှုပ်ခြင်းရေခမ်းခြောက်ခြင်းစသည့်ဖြစ်စဉ်များလည်းတိုးပွားလျက်ရှိပါသည်ထို့ကြောင့် ုလသမဂ္ဂပတ်ဝန်းကျင်ရဲ့အစီအစဉ်ရဲ့အမှုဆောင်ဒါရိုက်တာအင်ဂျာအန်ဒါဆန်ကကမ္ဘာစမှုထိပ်သီးနိုင်ငံ20နဲ့အခြားစီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံများကိုကမ္ဘာကြီးကိုကာကွယ်စောင့်ရှောက်ရန်အတွက်ယာတီဥတုဆိုင်ရာလုပ်ငန်းစဉ်များယင်းနှိမ့်ညွှန်နှံမှုအတွက်တောင်းဆိုခဲ့ကြောင်းသိရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ BMN ဆက်ကိုလိုက်ရန် subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်နော်။